အားလုံးမင်္ဂလာပါခုဗီဒီယိုမှာတော့ကျွန်တော်တို့ Chrome Time Ban ATM ပုံကနေပေါ့နော်ကျွန်တော်တို့တခြား ban တွေကိုပေါ့နော်ဘယ်လိုလွှဲပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ပုံတူတာနေနဲ့ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ KTP ATM ပုံမှာသွားမယ်ပေါ့နော်ပြီးဆိုကျွန်တော် ATM ကတ်ထည့်မယ် PIN နံပါတ်ထည့်မယ်ပေါ့နော်ပြီးကျွန်တော်ဒီမှာပတ်သက်ကားမှာတော့ကိုစင်ပီယာပြောင်းကျွန်တော်အင်္ဂလိပ်နဲ့ပြပေးမယ်ပေါ့နော်ပြီးရင်ဒီမှာ transfer တော့ရှိတယ်အဲဒီကောင်နှိပ်မယ်ပြီးပြီးဆိုကျွန်တော်ပေါ်ဆုံးက saving နှိပ်မယ် ပြီးပြီးဆိုရင်ကျွန်တော်ဒီမှာပန်နေရွေးလို့ရတယ်ဗျာကိုလွဲပြောင်းခြင်းနဲ့အာသာပေါ့နော်တခြားပန်နေကိုကျွန်တော်ဒီမှာရွေးပေါ့ဗျာအဲကျွန်တော်ကတော့ဒါအစမ်းပြပြီးမှဖြစ်တယ်နော်တချို့ကကျွန်တော်တို့ဒီပန် software ပြတ်နေပြီးရောပေါ့နော်ဒါ ETN ပုံကနေလွှဲခြင်းနဲ့သူတွေတော့ဖြစ်ပါတယ်ပေါ့နော်ဒီဒီမှာတော့ကိုလွှဲခြင်းနဲ့ပန်ရွေးပြီးရင်ပန်နံပါတ်7လုံးမှတ်ကောင်ထည့်ပြီးပေါ့နော်ပြီးလို့ချင်းဒီမှာငွေမောက်ထည့်မယ်နော်။ဒါငွေမောက်ကတော့ကျွန်တော်ဒီကိုယ့်ရဲ့ ATM ကတ်ထဲရှိတဲ့ပမာဏအတိုင်းပဲလွှဲလို့ရမှာနော်။ မရှိရင်လွတ်လို့မရဘူးသူကပုံနဲ့ထည့်လို့မရဘူးကတ်ထည့်ရပတ်စံဖြတ်မှာနော်အဲ့တော့ကျွန်တော်ဒီမှာ90ကျွန်တော်စမ်းပြပေးမယ်ပေါ့နော်သူကကျွန်တော်ဒီဒါလွှဲခတ်ပေးရရင်နော်ဘာမတူလို့ရှိရင်လွှဲခတ်ဖြတ်တယ်ကျွန်တော်ဒီမှာ90ကိုစမ်းလာတော့25ပတ်တောင်ဆိုတော့ကျွန်တော်ကတော့ဒါမလွှဲပြဘူးစမ်းပြဖြစ်တော့ကြောင့်မလို့လွှဲမယ်ဆိုရင်တော့ဒီမှာပေါ်က conference နှိပ်ပေးပြီးတော့ဒီပြူလိုက်ရတယ်အမလွှဲဆိုရင်တော့နေအောင်လေးရရှိကဲနှိပ်ပြီး cancel နှိပ်လိုက်ရရင်နော်ဒါဆိုရင်တော့အားလုံးအဆင်ပြေမယ်ထင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ပါမယ်ဗျ